ကျွန်တော်တို့တိုင်းပြည်ကစစ်အာဏာရှင်စနစ်အောက်မှာရှိနေတယ်ဆိုတော့အခြေအနေကိုအမဲသတိရနိုင်ဖို့လိုတယ်ရွေးကောက်ပွဲတွေရနေပြီးတော့ဘယ်လိုရလက်ပဲထွက်လာထွက်လာနော်ဘယ်ပါတီဘယ်ပွဲစည်းရပဲနိုင်တယ်ဆိုဆိုစစ်အာဏာရှင်စနစ်အောက်မှာဘာမှတိုင်းပြည်ကမထူးခြားသွားဘူးတိုင်းပြည်ကတိုးတက်မသွားဘူးဆိုတာဖက်တမ်းမခဲ့ပြီးတဲ့ရွေးကောက်ပွဲတွေရနေပြီးတော့ကျွန်တော်တို့အတွေ့အကြုံတွေရခဲ့ပြီးပြီလေ1990မေ29ရွေးကောက်ပွဲမှာ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကမဲအပြတ်တက်နိုင်ခဲ့တယ်ဟာရွေးကောက်ပွဲပြီးရင်နိုင်ရပါတီကိုအာဏာလွှဲပြီးတော့စစ်တမ်းရအောင်ပြန်ပါပါလို့ပြောခဲ့တဲ့စစ်တပ်ဟာ NLD ပါတီကိုအာဏာလွှဲပေးခြင်းမရှိဘဲနဲ့နော် NLD ပါတီဝင်တွေကိုဖမ်းတယ်ထောင်ချတယ်ပါတီဖျက်သိမ်းရလို့အခြေအနေတိရောက်အောင်နော်ဖန်တီးခဲ့တယ်ဟိုအနိုင်ရရလက်ကိုပေါ့နော်ဒီပြည်သူပြည်သူတွေပေးတဲ့မဲရလက်ကိုပြက်ပြဲသွားလောက်ခဲ့တယ် ဆရာနာရှင်စနစ်ကိုပဲပြန်လဲအသက်သွင်းတည်ဆောက်ခဲ့တယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအသက်သွင်းပြီးတော့2010ရွေးကောက်ပွဲလုပ်တဲ့အခါမှာလဲအာတန့်ဖို့ပါတီအနိုင်ရပြီးတော့ကြန့်ခိုင်ရေးအစိုးရလို့သိမ့်စိန်အစိုးရဖြစ်လာတဲ့အခါမှာလဲစစ်ဘုတ်ချုပ်တွေနဲ့ခရိုနီတွေသာချမ်းသာသွားတယ်။တိုင်းပြည်နဲ့ပြည်သူလူထုဟာဖိနှိပ်ခံပေါ်ကနေစုပ်ပြတ်တတ်မြဲစုပ်ပြတ်တတ်လေ2015ရွေးကောက်ပွဲလုပ်တယ် NLD အစိုးရလို့ဖြစ်လာပြီမဲ့2008 စစ်ကြောဖွဲ့စည်းပုံအောက်မှာစစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်ပတ်သက်မှုအခန်းကဏ္ဍကြီးကရှိနေပြန်တော့ LND ဆိုရက27ရာစုပင်လုံဆိုပြီးတော့ပဲလှုပ်လှုပ်အဲ NC ထိုးခိုင်းတာမျိုးညဉ့်ညံရေးဆွေးနွေးပွဲတွေပဲလှုပ်လှုပ်ဘလို့ပဲစူးစားစူးစားတိုင်းပြည်ဟာစစ်ပွဲထဲမှာပဲဆက်ရှိနေပြီးတော့တိုင်းရင်းသားတွေဟာစစ်ဘေးရှောင်းနေကြရတဲ့အခြေအနေမှာပဲဆက်ရှိနေကြတယ်အဲ့ဒီခင်ဗျားတို့မမီလိုက်မဲ့ခင်ဗျားတို့မတီးလိုက်မဲ့ ဒါမှမဟုတ်ကျွန်တော်စိတ်ဝင်စားခဲ့တဲ့သမိုင်းတွေကနည်းနည်းလှမ်းပါသေးတယ်ဗျာနော်အခုကျွန်တော်တို့မိလိုက်တဲ့ပူပူနွေးနွေးလိုပဲပြောလို့ရသေးတဲ့2020ရွေးကောက်ပွဲကိုကျွန်တော်တို့ကိုယ်တိုင်မဲပေးခဲ့တဲ့လူတွေအများစုရှိလိမ့်မယ်။ဒါမှမဟုတ်ကျွန်တော်တို့လူငယ်တွေမဲမပေးလိုက်ဘူးဆိုရင်တော့ကျွန်တော်တို့တိတဲ့သမိုင်းခေတ်ဖြစ်လိမ့်မယ်။2020ရွေးကောက်ပွဲကိုပဲကြည့်ပြည်သူလူထုရဲ့အဆုံးအဖြတ်ကိုစစ်တပ်ကလက်မခံခဲ့ဘူး။ပြည်သူရဲ့စံသားကိုအာဏာသိမ်းခြင်းဆိုတာနဲ့နော်တိုင်းပြည်ပေါ်မှာမတရားပြုကျင့်ခဲ့လို့မေအောင်လှရဲ့ ဟလာဒီအနိုင်ကျင့်အာဏာသိမ်းမှုကြောင့်မလို့တိုင်းပြည်ဒီနေ့ဘယ်လိုဖြစ်သွားခဲ့လဲတိုင်းပြည်ဒီနေ့ဘယ်လောက်ဆုတ်ပြတ်တတ်နေခဲ့လဲကမ္ဘာမှာဘယ်လောက်မျက်နှာငရတဲ့အခြေအနေကိုရင်ဆိုင်နေရပြီအဲ့ဒီတော့ဆက်အာဏာရှင်တွေမတရားအနိုင်ကျင့်အုပ်ချုပ်နေတဲ့အချိန်မှာရွေးကောက်ပွဲဆိုတာကကျွန်တော်တို့ပြည်သူတွေအတွက်ထွက်ပေါက်မဟုတ်ဘူးကမ္ဘာကြီးကိုလိမ်မှုအယက်သားအစိုးရအောင်ဆောင်မှုပြည်သူတွေရဲ့နော်ခံပြင်းနာကြီးမှုတွေအချိန်ကိုရှော့ချဖို့ဆက်အာဏာရှင်တွေသူတို့အတွက်ထွက်ပေါက်ပြည့်ဖန်တီးတာတခုပဲဖြစ်တယ် ကျွန်တော်တို့တိုင်းပြည်အတွက်ဒီနေ့လိုအပ်နေတာကရွေးကောက်ပွဲမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်အတွက်ဒီနေ့လိုအပ်နေတာကမတရားစစ်မှုထမ်းဥပဒေတွေပြဋ္ဌာန်းပြီးနော်အာရမစစ်သားစုဆောင်းနေတာမျိုးနော်မတရားဖမ်းဆီးပေါ်တာထမ်းခိုင်းနေတာမျိုးဟောလေအနေနဲ့ကြေးရွာတွေဖုန်ကြီးကျောင်းတွေစာတင်ကျောင်းတွေနော်ဘုံကျဲနေတာမျိုးလက်နက်ကြီးရန်တမ်းပစ်ပြီးကြားကျင်တဲ့နေရာမှန်ပြည်သူတွေဖြစ်ကျင်တာဖြစ်ဆိုတဲ့အခြေအနေမျိုးနော်နေရာတိုင်းမှာအချိန်တိုင်းမှာ ဘယ်နေရာမဆိုစစ်ပွဲဖြစ်နိုင်တယ်ဆိုတော့ပြည်သူတွေမလုံးမချုံနေနေရတဲ့ဘဝမျိုးအဲ့ဒါမျိုးကိုရပ်တန့်နိုင်မှုလို့နေတာနော်အဲ့လိုအခြေအနေတွေရပ်တန့်နိုင်ရေးသာအဓိကပဲပြည်သူလူထုအတွက်ရေကောက်ပွဲရအဓိကမဟုတ်ဘူးပြည်သူလူထုအတွက်မတရားအနိုင်ကျင့်နေတဲ့နော်မတရားပြည်သူတွေပေါ်မှာလက်နက်အားကိုတကူပြနေတဲ့စစ်အာဏာရှင်တွေနဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်တွန်းလာနိုင်ရေးသာအဓိကပဲကျွန်တော်တို့ဘုရားတော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်တဲ့ဒီတိုင်မယ် အားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အသုံးဆိုခြင်းပါတယ်အထူးသတင်းကောင်းမြတ်ကိုတင်ဆက်ပေးတဲ့ video file လေးကိုကျွန်တော်နဲ့တူကြည့်လိုက်ရမှာဖြစ်ပါတယ်တိုင်းပြည်မှာစစ်တပ်အုပ်ချုပ်တာကိုကြိုက်ကြတယ်ဆိုတဲ့လူဒန်းစားတွေဟာအဲ့ဒီစစ်တပ်အုပ်ချုပ်တဲ့အချိန်ကျရင်လက်စားခွင့်မတရားပြုလုပ်ခွင့်အာဏာအလွဲသုံးစားလုပ်ခွင့်မကောင်းတာမျိုးစုံကို license ရထားသလိုတရားဝင်လုပ်ခွင့်ရှိလို့ ဲ့ဒီစစ်တပ်ကိုအောက်ထောက်ခံပြီးစစ်တပ်လုပ်ခွင့်အုပ်ချုပ်တာကိုလိုချင်ကြတယ်။နော်အခုတို့မှကြည့်စစ်ခွေးဒိတ်ကနေလာရညပြည်သူကိုဓမြတိုက်တယ်လို့ပတ်စံတောင်းနေတာ။နော်ကိုမောင်မောင်ထွက်ပြောထားတာ။ဒါကိုမောင်မောင်ကစစ်တပ်ကိုတတက်လုံးအမာခံထောက်ခံလာတဲ့လူနော်။အဲ့ဒီလူကိုယ်တိုင်ကထွက်ပြောထားတာကြည့်။နော်အဲ့တော့လူလေး၅ယောက်လက်နက်ကင်ပြီးတော့အိမ်တိုင်းတွားမယ်။အဲ့လက်နက်နဲ့ပေးပစံပေးရွှေလို့တောင်းရင်ခင်ဗျားတို့ဘာလုပ်လဲပြောတယ်။ဓမြတိုက်တယ်ပြောရမလား။ပြီးရင်အဲ့ဒီအိမ်ရဲ့လူကိုခေါ်ပါမယ်။ပစံနဲ့လာရွေးလို့ပြောရင်ဘာလုပ်လဲ။ပြန်ပေးဆွဲသွားတယ်တဲ့။ဟုတ်တယ်နော်။ အခုနှစ်ချီမင်းအောင်နိုင်အနာသိန်းနဲ့ဒီမင်းအောင်နိုင်ရဲ့နောက်လိုက်ခွေးတွေอ่ะအဲ့လိုလုပ်နေတာမဟုတ်ဘူးလားဟမ်သူများအိမ်တွေကစစ်မှုကြမ်းကြီးကောက်ဟမ်သူ့ရဲ့ခလေးဖမ်းငွေနဲ့လာယူနိုင်ရဲ့လူယူရေမယူနိုင်လူရှေ့ထဲမှာပို့အသေးခံခိုင်းဟမ်အခုဒီကြားထဲဝါသဖြန့်နေတာမျိုးစုံသူတို့ဝါသဖြန့်အောင်သူတို့လူတော်သူတို့မယုံတော့ဘူးเนาะဘာဖြစ်လဲအပတ်စဉ်တစ်ကစစ်မှုထမ်းတက်တာတစ်တွေတဲ့ပြန်ခွင့်ရပြီတဲ့ဘယ်နှယောက်လဲဆိုမသိဘူးလေဟမ်ဘယ်နှယောက်ကအပတ်စဉ်တစ်တင်တက်ထားတယ်ဘယ်နှယောက်ပြန်ခွင့်ရတယ်နော်ဘယ်နှယောက်ကယောဂကြောက်တည်လေဘယ်နှယောက်ကရှေ့ထမ်းမှာပြည်လေဟမ် ဘယ်နဲ့ရောက်ကရန်သူရှင်မှာတုံ့ပန်းဖြစ်တယ်ဘယ်နဲ့ရောက်ကခြေပြက်လက်ပြက်ဒုက္ခရဖြစ်တယ်ဘယ်နဲ့ရောက်ကပြန်ခွင့်ရတယ်အဲ့ဒီပွင့်လင်းမြင်တာလေနော်ဒါရုပ်ကဒီစစ်မှုထမ်းဦးတယ်ပြန်တန်းတော့ကဒီလိုပဲပွင့်လင်းမြင်တာပြောခဲ့တာမလားဒါနှစ်နှစ်ပြည့်ပြန်ခိုင်းမယ်ဘာဖြစ်ညာဖြစ်တယ်အခုလည်းအဲ့ဒီပွင့်လင်းမြင်တာဆိုချပြတယ်ငါတို့ပြည်သူကိုမဟုတ်ဘူးနော်မတိလို့ပေးတာမင်းတို့အချင်းချင်းချပြထားတယ်ဆိုရင်တော့ဒါဆိုရင်တော့မစိုးဘူးချီကျူးတယ်အကောင်းပြောတာငါတို့ပြည်သူကိုချမပြဘာမပြဘူးငါတို့ကတော့ချပြထားတယ်မကြားမိလို့မေးကြည့်တာချပြထားလား မင်းတို့စစ်တပ်အထဲမှာစစ်သားတွေကိုနော်အချင်းချင်းပေါ့နော်ငါတို့အားလုံးပေါင်းအပတ်စဉ်တင်မာလာတင်နန်းသားဘလောက်လက်ခံလိုက်တယ်နော်အဲ့ပတ်စဉ်တင်တင်လက်ခံတင်နန်းသားတွေကနော်တင်နန်းစတင်နေအချိန်တွေကနေဒီနေ့အချိန်ထိယောဂကြောင့်ပြေသွားတာဘယ်နှယောက်ရှိတယ်ဟမ်ရှင်းတယ်မှာကြာဆုံးသွားတာဘယ်နှယောက်ရှိတယ်ခြေတက်လက်ပြဖြစ်သွားတာဘယ်နှယောက်ရှိတယ်အကြံနဲ့အာဘယ်နှယောက်အဲ့ဒီဟာကိုဘယ်နှယောက်ကိုပြန်ခွင့်ပေးလိုက်မင်းတို့ရှင်းပြတာရှင်းပြတယ်ဆိုရင်တော့ဒါဆိုမဆိုးထောက်ခံတယ်နော်ငါတို့လည်းဒါကိုချီးကျူးမယ်နော်မရှင်းပြဘူးဆိုရင်တော့စဉ်းစားကြည့်အဲ့ဒါပဲ ဒါကကျွန်တော်တို့ရှင်းရှင်းလေးပြတော်ဆောင်ပြောရအောင်နော်ဥဒမာစစ်တပ်ဂိတ်ကစစ်ခွေးတွေဘယ်လိုဂိတ်ကောင်းလဲပုံမောင်ပြောထားတာကြည့်ပါအေးဒါစစ်တပ်ဂိတ်ကိုကျွန်တော်ပြောမယ်ဒီတော့ပြောစစ်တပ်အဲ့လက်မဲကြပါစစ်တပ်မဲပေါက်ပါတယ်နော်အဲ့တော့ဒီဘောရွှေဘူအဝင်ဂိတ်ကိုပြောလို့ရပါဘူးနော်ရွှေဘူအဝင်ဂိတ်နဲ့မြကြီးနာရွှေဘူလမ်းအဲ့ဒီကလည်းပြောရွှေဘူအဝင်ဂိတ်ပါတဲ့တတော်ကိုစိုးပါတယ်ခင်ဗျာနော်တတော်ကိုစိုးပါတယ်ဂိတ်ကြီးတွေကောက်တဲ့နေရာမှာ PDF ကအကောက်ပြီးတော့ PDF ကလည်းကောက်တယ် PDF ကတောက်တည်ကြရတော့မှာပဲအခုစစ်တပ်ဂိတ်တွေတော့မဆိုးအောင်ဘူးတဲ့စစ်တပ်ဂိတ်တွေကရိုင်းနေတဲ့နော်ရိုင်းဆိုင်နေအဲ့တော့သူကပိုက်ဆံတောင်းတဲ့နေရာမှာလည်း PDF မှုမရှိဘူးအဲ့လိုမျိုးပေါ့သူတို့ရှိရင်ရန်ဖြစ်တာလည်းဖြစ်ရှိရတယ်ကျွန်တော်ကြားသိရတယ်အဲ့ဒါရွှေဘူအဝင်ဂိတ်ပေါ့ဗျာနော်အဲ့တော့ဘလောက်ထိတောက်တယ်ဆိုရှင်တဲ့နော်ကာကာခီးတဲ့တင်ကာနော်ခါလီပြန်လာရင်9000နော်ပစ္စည်းလေးကခါလီပြန်လာရင်9000ဆိုတော့အဲ့ဒီခီးတဲ့ကားတွေကလိုင်စင်မရှိလို့လားဘလက်တွေလားဝတ်တောက်တွေလား ။တနိုင်ငံအဖို့မဆောင်ထားပဲနဲ့အလဲဝတ်တောက်လုပ်လို့လား။ဟမ်အဲ့တော့နိုင်ငံရေးဆိုတာကိုလုံးမှကိုစားရတယ်ဆိုတာအဲ့ဒါ။ဟမ်အခုအဲ့ဒီခီးတဲ့တင်ကားတွေကခီးတဲ့တင်ဆောင်ခွင့် license တွေတက်မှတ်ထားတဲ့အခွန်တွေတိုင်းပြည်ကိုအကုန်တို့ပေးဆောင်ရတာအလကားရတာမဟုတ်ဘူး။နော်။ဒါပေမဲ့တက်မှတ်ထားတဲ့ဥပဒေတက်မှတ်ထားပြန်နာထားတဲ့ဥပဒေထဲမှာလုပ်ဝင်မဲ့တဲ့အခုပတ်စံတောင်းတယ်။နော်။တရားစားတွေပတ်စံကောက်တယ်။မပေးမဲ့နေလို့ရလား။အဲ့အလောက်ကကိုလုံးမှကိုစားရတယ်ဆိုတာမှန်လား။အဲ့ဒါနိုင်ငံရေးပဲ။ နိုင်ငံရေးတစ်ခုမကောင်းရင်ကိုလို့တော့ကိုမစားရဘူး။ဒါကြောင့်မလို့နိုင်ငံရေးဆိုတော့ကိုအရေးလို့ပြောတာ။နော်ကြည့်ခါလီတော့9000တောင်းတယ်ဆိုတော့စဉ်းစားကြည့်ဘာမှမပါတဲ့ခါလီတွေမစီဘူးအောင်ရှုံးနေတာ။ဟုတ်တယ်မလား?အမပါလို့ပစ္စည်းလေးပါလိမ့်နေလာရအောင်ပါခေးတော့ကလည်းတိန့်ချင်ပြပြရတယ်ဒါခီးသက်တင်ကားပေါ့နော်6မိန်းကပုံပြင်လေးလောက်ဆိုရှင်ပေါ့နော်နှစ်သိန်းကနေ၄သိန်းထိပေးရတယ် PDF ကမှချီချူတာပြောပြီးတောက်ပြီးတယ်နော်အဲ့တော့ကျွန်တော်မယုံဘူးပြကျွန်တော်မယုံရင်ဥစ္စာပါလဲဆိုတော့စစ်တပ်ကစစ်သားတွေဒါမျိုးလုပ်တယ်ဆိုတာကျွန်တော်မယုံချင်ဘူး ယုတ်ကျင်းတဲ့ကြောင့်ကျွန်တော်ဆက်လက်ပြီးတော့သူဆွပါတယ်သူဆွကြည့်တဲ့အခါမှာစစ်သားတွေရဲတွေကတကယ်ပဲတောက်နေပြီလားတော့ရှေ့ကိုခိမ့်မှာအကျော်ဆက်လက်သူဆွကြည့်တဲ့အခါမှာတော့စစ်သားတွေရဲတွေမဟုတ်ဘူးဗျအဲ့တော့အသူတွေကအဓိကတောက်နေရဆိုတဲ့အခါကျတော့စစ်သားတွေရဲတွေကတော့အမှုမခံဘူးစစ်သားတွေရဲတွေကလည်းပြီးတော့တစ်စစ်ပြန်ပြီးတော့ဥပမာပြတပည့်ချပြီးတော့နှားထားတာပေါ့နော်ဆိုလိုချင်တာကအဲ့မှာ informal ပုံစံမျိုးပဲဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအကျော်တို့တာမန်ရဲသားကို ပိုက်ဆံပေးတယ်ပိုက်ဆံပေးပြီးတော့ gate ကောက်ဆိုင် gate ကောက်တဲ့ခါကျတော့တာမန်ရသားတွေဆိုတဲ့ခါကျတော့ဗျာတည်သူနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတော့သူတို့မသိဘူးသူတို့စိတ်ကပြည်သူချင်းချင်းဆိုတဲ့ခါကျတော့ဆဲဆိုတာတွေရှိတယ်မိငောက်ပါကောင်းချင်းတယ်ဗျာမိဖုံးပေးဆံမိငါပါရဲလေဆိုတဲ့ပုံစံမျိုးတွေဒီကသူတို့ပါရဲခံတယ်ပြောတယ်အဲ့တော့ပိုက်ဆံတွေကိုမြင်းစဲလေးကောက်နေတာကစစ်သားတွေရဲတွေမဟုတ်ဘဲနဲ့စစ်သားတွေရဲတွေကိုစားပိုက်ဆံတောက်ပေးနေတော့ကိစ္စောင်းတွေဖြစ်အဲ့ကိစ္စောင်းတွေကစစ်သားတွေရဲတွေထက်ပိုပြီးတော့အာနာပါဝါပြနေတယ် ဲ့တော့အနည်းအပြစ်ပြတော့စစ်သားတွေရဲရမကောက်တော့လဲပဲဒီဂိတ်ဆောင်တွေပေါ့နော်ဒီဂိတ်ဆောင်တွေအနည်းငယ်ကသူတို့ဒီတိုင်းတက်ထားရဲဆိုတော့သူတို့ခိုင်းထားတဲ့ပုံစံမျိုးပဲဖြစ်နေကြပါဗျာနော်ခိုင်းထားတဲ့ပုံစံမျိုးကိုခိုင်းထားတာလေမခိုင်းမဲနဲ့တွားကောက်ကြည့်ပါလားတွားအောင်ကြွတော့အောင်မဲဟမ်မုတ်ကောက်ကြည့်စမ်းပါစစ်သားရဲတွေစိုးမိုးထားတဲ့ဒေတာတွေမှာဟမ်မခိုင်းမဲနဲ့တွားကောက်ကြည့်ကြိုက်တဲ့ကောင်ကောက်ဟမ်အနည်းဆုံးအဆင့်တွားမကြွရင်တွားကြွတာအနည်းဆုံးအတက်ညာဆုံးအဆင့်တွားကြွမှာနော်အဲ့ဒီအဆိုးဆုံးဆိုရင်အလောင်းမပြောက်ပါမှာ သူတို့ကလည်းခိုင်းထားတာလေဟမ်ဘာလို့ပြင်မခံမှုလဲခိုင်းတာလုပ်လဲခွေးသားတွေရှိတဲ့ဟာကြီးကိုဟမ်ခိုင်းမှာမဟုတ်ရဘာမှစောင့်စိတ်မရှိတဲ့တေးနှင်းတဲ့ကောင်မလေးဘွားနေအဲ့တော့တော့ဘာမင်းတို့လောက်ပါမင်းကြီးကျက်လောက်လိုက်အဟိုကောင်နေတဲ့ခွေးကပြောလို့ဘာဖြစ်လဲဟမ်နမအုံမှာဘာလို့ငကုတ်ကဘိုလ်လုပ်လဲဘာမှလက်နဲ့မရှိတဲ့ပြည်သူကိုသူတို့ကဒီကဖေပထွေးချိန်နဲ့ကြတော့ဘာဖြစ်လဲအဲ့တော့ဒီနေ့မင်းအောင်နိုင်ရဲ့အုတ်ချုပ်ရေးရန်တွေကလည်းပတ်နေတဲ့ပုံမှာအဓိကဘာနဲ့ထိန်းထားတာစစ်သားနဲ့ရဲနဲ့ထိန်းထားတာပေါ့အဲ့ဒါလိုမျိုးဒလန်တွေနဲ့ထိန်းထားတာနော်အဲ့လိုကောင်မျိုးကိုတော်လိုင်းဘက်ကသွားပြစ်ကြည့် တလန်ရှင်းတယ်ဘာမှမဆိုင်တဲ့ပြည်သူကိုတတ်တယ်မလုပ်ဘူးလားလုပ်တယ်လုပ်လို့ပဲအဲ့လိုပြောလာခဲ့တဲ့ဟာကြီးကိုဟုတ်တယ်မလားဒါပေမဲ့တို့လိန်နဲ့ဘုံကျဲလို့ဆုလိုက်ကြုံလိုက်နော်ရခိုင်မှာတို့ကျဲတာဖုတ်ဖုတ်လိုက်တယ်အညာမှာကျဲတာဖုတ်ဖုတ်လိုက်တယ်နော်ဟမ်ဒါပေမဲ့တို့ဘယ်လောက်ကျဲကျဲတို့တစ်ချက်ကျဲလိုက်လို့လူဆယ်ချီရာချီသေးွားလဲပြဿနာမရှိဘူးဒါပေမဲ့ခွနေရတော့အဲ့လိုအဲ့လိုဒကိကောင်တွေကောင်မျိုးသွားပြီးပြည်ထဲကပြစ်ကြည့်ဘာပြောလဲအာပြည်သူကိုတလန်ဆိုပြီးတတ်တယ်မင်းတို့ကအမြင်မတူတဲ့အမြင်ပါတို့ပြောကြတဲ့အမြင်မတူရင်ရန်တူလောက်တာမသိဘူးအဲအဲ့စကားမြဲလောက်တယ် ။တော်လိုင်းမှာအမြင်မတူယုံနဲ့ရန်တူလုပ်လို့မရဘူးတော့။အမြင်မတူယုံနဲ့ရန်တူလုပ်ရင်အဲ့ကောင်ကတော်လိုင်းထဲမှာမဟုတ်ဆောက်ယူ။ကျွန်တော်တို့ကရန်တူနဲ့ပေါင်းမှလာရင်ရန်တူတို့တတ်မှတ်လို့ရတယ်။အမြင်မတူယုံနဲ့ကိုယ့်ဘက်ကိုအာမပေးရော။တစ်ဖက်ရန်တူဘက်ကိုနော်။အာမေးထောက်ခံယုံနဲ့ရန်တူတို့တတ်မှတ်လို့မရဘူး။အေးအဲ့ရန်တူနဲ့သွားပေါင်းပြီးတော့အခုလိုမျိုးဟမ်ပြည်သူတွေထိခိုက်နေတာလုပ်လိုက်အဲ့ဒါရန်တူပဲ။ကျင်းကြီးတယ်။နော်ရှင်းရှင်းလေး။အဲ့တော့လက်ရှိဒီနေ့မင်းအောင်နိုင်ဟာရန်ကုန်မြို့အခုစစ်သားတွေနေရာတိုင်းတွေ့နေတာမတွေ့ဘူးနော်။အာရန်ကုန်မြို့အေးဆေးတယ်အေးဆေးမှာပေါ့။ဒလန်တွေအကုန်လှုပ်ပြီးတော့ဘာလို့လဲ။ဒလန်တွေလည်းအောက်ချုပ်ထားတာ။ဟမ် ဒါလက်ရှိဒီနေ့မင်းအောင်လည်းဒီအာနာတိုင်းအတူရောက်အဖွဲရန်ရလက်ပတ်ပုံအတလန်နဲ့ထိန်းတာလားကိုရန်ဂျီနီစုကပီအဲ့ပိုင်းစားပါလားပိုင်းစားမပါလို့ရှိရင်တို့ကဖုံးပါဖုံးသိမ့်တယ်ဗျာဖုံးပေါင်ခဲ့တာဥပမာပြန်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 ဖုံးပေးပေါ့အဲ့ပုံစံမျိုးတွေနိုင်လို့နိုင်ချပေးရတဲ့ပုံစံမျိုးတွေအထီးရှိတယ်ဒီကိစ္စတွေကလည်းတို့ဒီဂိတ်ကိုဖြတ်မယ်လို့ဆိုရှင်တို့နဲ့ကြိုညိရတာလည်းအထီးရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်စစ်တပ်ကလောက်တာမဟုတ်ဘူးရဲကလောက်တာမဟုတ်ဘူးနော် အဓိကလောက်ကလည်းဆိုရှင်စစ်တပ်ရဲကနေခိုင်းထားတဲ့ရဲ့ဒီတာမန်အယတာကိစ္စကလုပ်တယ်။ဘာပဲဖြစ်ဖြစ်တော့ဒါစစ်တပ်ကခိုင်းထားတယ်လို့ပြောပါလို့ပြောနော်။ထုတ်ကြည့်ခိုင်းလဲ။သူတို့ကခိုင်းနေဟာယူရဲဆိုရင်အခုကျွန်တော်ပြောပြမယ်။နေရေး။နေရေးတယောက်ကသူ့နေထဲမှာပတ်ပြီးတော့ပါလိုက်လို့ပါတယ်။ပတ်ဆံပတ်ချတာကကုညီပါရစေမဟုတ်ဘူးပကူညီဘူး။ပတ်ဆံပတ်ချတာလောင်စာဝိုင်းချဲနှလုံးတုံးလုံးစတဲ့ဖြစ်ဘေးကတစ်အဲကြောက်ဆိုတဲ့ကြောက်ပေါ်တော့စတဲ့ဖြစ်ပတ်ပြီးတော့ရှာတယ်။ရှာရှာချာအဲ့ဒီတွတ်တယောက်လေးရတာမဟုတ်ဘူးလေ။စကမ်းမှုညွတ်နေမှုအဲဆောက်ဆိုနေရင်းဆိုပြီးနေတဲ့အင်ချက် ။အဲအင်ချက်ကနေစကမ်းမှုအဒုစကမ်းမှုတော့ဒုမြုတ်နဲ့မှုတော့အစင်းစင်းအားလုံးတို့ရတာ။အဲဒီစကမ်းမှုတစ်ယောက်ကလည်းမြုတ်နဲ့ဥတော်ပြီးတော့လက်ကထုတ်မယ်။တခါတည်းအဲ့ဒီလက်ကလည်းကတပေါ်စကမ်းမှာလူ90ရှိရင်9ယောက်စာမြုတ်နဲ့မှုကပေးခဲ့တယ်။ကျန်တဲ့55ယောက်စာပါလာတယ်။ဟောဓမ္မလူက90ရှိရင်လက်ကမလောက်။ဟဲ့လေတချာမင်းတို့နေတဲ့နေရာဖြစ်ရှာမဘလောက်လို့လဲ။အဲ့လိုဆင်းရဲသွားတာမြို့နယ်ကဘာလို့လဲငပိပနဘုံအပြာကြီးပနဘုံနော်ကျွန်တော်မြို့မှာကျွန်မဘာမှမဆိုအဲအောက်ကနေရင်အတဆင်းဆင်းပေါ့မြို့နယ်ဘူကနေစကမ်းမှုစကမ်းမှုကနေအင်ချန်အင်ချန်နေနေရင်ရှာ ဆိုတော့ဘာလဲလူမြင်မှာတော့နေတိုင်းပတ်ဆက်လိုက်ကောင်းလားဒါပေမဲ့အဲ့ဒီနေတိုင်းကြောက်စားတာမဟုတ်ဘူးအစစ်စစ်ကားတာမကားလို့ရှိရင်အဲ့ဒီနေတိုင်းလောက်ခွင့်ရမရဘူးလေအရှင်းနေတယ်ဖေကဟုတ်တယ်မလားအဲ့တော့ရှာလာပြီးရှာတဲ့လူကိုပဲကျွန်တော်တို့တွားကြည့်လို့မရဘူးဒီကောင်ရှာခွင့်ရနေတာနေဘာလို့ကြောက်လဲအဲ့အဖြေပဲအဲ့တော့တရားဝင်ခိုးခွင့်ရအောင်စစ်တပ်ကိုထောက်ခံကြတာအဲ့ဒါအဖြေတာမန်အေးအေးကြမ်းကြမ်းနဲ့တိုင်းပြည်ကိုအေးတင်ကြင်နေတိုင်းပြည်ကိုတိုးတက်နေတယ် တိုင်းပြည်မှာမျက်သားတဲ့ဥပဒေတွေလူလူချင်းတရားနဲ့တရားခွဲခြားမှုတွေမလိုဘူးအဲ့လိုလူမျိုးတွေကဘယ်တော့မှစစ်အုပ်ချုပ်ရေးစစ်တပ်အုပ်ချုပ်ရေးကိုမလိုပေမဲ့အခုလိုကောင်မျိုးတွေကျတော့စစ်တပ်အုပ်ချုပ်မှတို့အလို့စားရှာခွေစားတောက်လို့ရတာအဲ့ဒီတွေ့တို့အဲ့ဒီစစ်တပ်ကိုထောက်ခံကြတာတို့မှတရားလားမတရားလားဒီမှားလားမှန်းလဲတို့မရှိဘူးတို့ဖြစ်ချင်တဲ့အရာတို့လူချင်းတဲ့အရာပဲတို့မရှိတာဟောလေးဖြစ်သွားမယ်အဲ့တော့အဲ့မှာကိစ္စောင်းတဲ့လူတွေကတော့နာမည်တွေလည်းကျွန်တော်သိတယ်ဘယ်သူရဲ့ဘယ်သူရဲ့ဆိုတာလည်းကျွန်တော်သိတယ်အဲ့ဒီကကြောင့်မို့လို့စစ်ချင်းမှာတို့ပြောချင်တော့ကစစ်တပ်ရဲ့ပုံရိပ်ကိုမကြပါစေနဲ့ပေါ့နော် ဲ့တော့ဖြစ်ပုံတွေဆိုလို့ရှိရင်သူကပိုက်ဆံတော့တယ်မပေးဘူးဆိုလို့ရှိရင်ခါလဲဟိုဘောမင်းကပေါင်းကောင်းခဲ့တဲ့ဆိုရင်ပါးရိုက်ပါဖြစ်ရတယ်ရိုက်ပြီးတော့တနတ်တွေပါဆွဲပြီးတော့တနတ်ကိုပြီးဆွဲဘလို့တနတ်ပြီးဆွဲဆိုရဲစီကတနတ်ပြီးဆွဲစလားတွေကတနတ်ပြီးဆွဲအဲစလားမှသူ့ထားဆဲအဲ့တော့မစ္စတာမောင်ငါကလည်းမကိုင်းနဲ့ဆိုတော့မှဒီတော့အဲ့လိုပြောလို့တဲ့ခါကျတော့လေဒီပေါ့အကားသမားကတော့ဒီဖုန်းပေးတာမျိုးပုံစံနဲ့မျိုးပြည့်တဲ့ဆက်သွယ်ရှိလာပါလားဆိုပြီးလောက်ပါတယ်အဲ့တော့အခုရွှေဘုံဂိတ်ပေါ့တတော်ကြီးကိုစိုးစွားနေရတယ်အော်ရက်တဲ့နယ်လို့ကျွန်တော်ထင်တယ်ပေါ့ကနော် ဆင်ကျင်ပါဘူးအဲ့လိုပြောပါเนาะကဲကြားတဲ့အတိုင်းပဲအဲ့ဒါရွှေဘိုဂိတ်တစ်ခုတည်းလာမေးတော့မဟုတ်ဘူးတဏ္ဍာရီကံလုံးမှာစီစစ်ခွေးတွေအခြေဆက်ရဂိတ်တိုင်းမှာအဲ့ဒါလိုဖြစ်နေတာเนาะဒါကြောင့်မလို့အခုလိုမျိုးဒီပြည်သူကိုမတော်မတရားလုပ်နေတဲ့အရာတွေဒီလိုဖြစ်လာလို့ရှင်တက်တေတွေရအောင်ယူပါခိုးပြီးတော့ရအောင်ဖွဲ့အန်နေလဲကိုကြည့်ပေါ့နော်ဒါဒီကောင်နေမိဝိုင်းလည်းမလိုဘူးဟုတ်တယ်မတက်တေရအောင်ယူနိုင်ပြီးတော့ဝိုင်းလုပ်ပေးကြပါဒါလဲတော်နံနည်းတစ်မျိုးပဲနော်ပို့လာခဲ့အခုနီးစက်ကကိုမောင်ပို့လို့ခင်ဗျားကသူတို့ဘက်ကကောင်တွေတော့ပို့ရင်တော့ဘလူးမောင်ကလည်းဖြစ်မှာမဟုတ်ဘူးနော်ဟိုပြည်တွင်းကဘောမတွေဆိုရင်သွားပြောမင်းတို့တော့အချို့လည်းပြန်ရွာလိုက်မယ် အဲ့ဒီပါကလူတွေခုနကတော့တော်လိုင်းမှာပါဝင်နေပို့တာပါနော်ဒါကကျွန်တော်တို့အမြင်ပြောရကိစ္စ PDF တွေဂိတ်ပွင့်တဲ့ကိစ္စမှာလည်းကျွန်တော်ပြောတယ် PDF တွေဒီခုနကပြောပြည်သူကိုဆက်ဆံတဲ့နေရာမှာတတိထားဖို့ကျွန်တော်တို့အမြင်ပြောတယ်ဘာဖြစ်လို့လဲလက်နက်ကင်ပြီးတော့အခုလိုလူဘာဝရဲစောက်ချင်းကိုမချိုက်လို့တော်လန်ကြတာလေဟုတ်တယ်မလားကိုကိုတိုင်းကလက်နက်ကင်ပြီးလူဘာဝမှာဆိုရင်ကျွန်တော်တို့တိုင်းပြည်အနာဂတ်ကြီးဘာလို့တော်တော်လန်တော့ကိုလဲဟုတ်တယ်မလားအတက်တွေသတိပြီးဘာလို့တော်လန်တော့ကိုလဲမြောင်းလိုက်မင်းပဲအုပ်ချုပ်လိုက်ပြီးတော့ကွာဖြစ်စင်တာဖြစ်ပြီးတော့ကွာမင်းလောက်တော့ညငါတို့ခံပြမယ်မင်းဖြစ်တဲ့ချာလည်းငါတို့ခံပြမယ်နေလိုက်ပါဗော ဟုတ်တယ်မလားအဲ့တော့ PDF တွေလည်းဒါကိုနမူနာကြည့်ဖို့လိုတယ်ဒါကြောင့်မလို့လက်နက်ကင်ထားတဲ့ဒူဒီလက်နက်မဲ့တဲ့ပြည်သူရဲ့ကျွန်းဆိုတာကိုကိုယ့်ကိုယ်တဘောပေါက်ဖို့လိုတယ်အဲ့တော့ပြည်သူတွေးလိုက်တာနဲ့ငါတို့ရဲ့အကိုလိုအမလိုအဖေလိုအမေလိုဟုတ်တယ်မလားငါတို့ကသူတို့ကိုကာကွယ်သူတို့စောက်ချက်သူတို့အလုပ်ပြုပြနေတာသူတို့မှားရင်ငါတို့တန်းကြီးခံရမယ်ငါတို့မှားလို့မရအောင်ဆိုပြီးအတွေးမျိုးကိုတွေးနိုင်မှအထက်တန်းစားလက်နက်ကင်ပြင်မှာငါမှကနတ်ကြီးတဲ့လာခံငါထိလို့ပေါ့ငါထိလို့ကျွန်တော်ဒီတရရှင်ပြင်းပြင်းနေမှာလေပြင်းနေမှာ ။အတဏ္ဍကြီးနဲ့ကြိုင်သားနေတဲ့အာနာနဲ့တိန်းသားနဲ့တတိရှိရင်ပြည်တွင်းဝင်လာခဲ့ဆိုတော့လူတယောက်ကိုအချိန်မြင့်ပြစ်တတ်ခွင့်ရနေတယ်လေ။ဟမ်အခုစစ်သားတယောက်ကပြည်လူတယောက်ကိုပြစ်တိုက်လိုက်လို့လူတတ်မှုဖြစ်လား။ဖြစ်လား။အဲ့ဒါအပြေပဲ။ချင်းချင်းလေးဒါလူတတ်လူတတ်ခွင့်ကိုတရားဝင်နိုင်စေရနေတယ်ဒီကောင်လေး။အဲ့ဒါကြီးကိုတို့ဘွားမှာတို့အကောင်လို့ထင်တယ်။တို့တို့ဟုတ်လားပြီးထင်တယ်။တကယ်တော့ပါလေရှက်စရာကိုရှက်စရာကောင်းမှမတည်တယ်။အောက်တန်းကြတဲ့ဘဝရောက်နေမှန်းကိုကိုယ့်ကိုမတည်တဲ့ဘဝလေ။တကယ်တော့တို့ဘွားအောက်တန်းစားဖြစ်နေတယ်။ဟုတ်တယ်မလား။ဒါပေမဲ့တော့မဖြစ်တယ်။အာသူ့ရဲ့နဲ့သူ့ဆက်တော့ဟုတ်နေကြတာပဲ။ တကယ်ချာချာတွေးကြည့်သေးချာချက်เสียရည်ဘာကြောင့်မလို့ကိုယ့်ကိုလက်နက်ကင်ထားတယ်ဆိုရင်လက်နက်ကင်အောက်တန်းစားဘဝဖြစ်အောင်နေမှာလားလက်နက်ကင်ထက်တန်းစားဘဝဖြစ်အောင်နေမှာလားကိုကဒီလိုမျိုးဒီလိုဆိုတာအမျိုးမျိုးရှိမယ်နော် shop ပေးရင်စောက်ပါသွားတဲ့ဒီလိုလေးရှိမယ်ဟုတ်တယ်မလားဥပဒေကြောင်းတိုင်းသွားမှာလူဘဝဝကမရှိဘူးအဲ့တော့မခံနိုင်ဘူးဆိုအဲ့လက်နဲ့သွားမကင်ဘူး။တာမန်ပြည်သူဖြစ်နေကျွန်တော်ဆိုဘယ်ပါတီဝင်မှမနေဘူးဖြစ်လို့ပြောကျင်လို့။စောက်ထုံးမပြေပြောလို့ရအောင်လို့။နော်အဲ့ဒါရှင်းရှင်းလေး အဲ့တော့အခုဒီကောင်နိုင်မှဆိုကျွန်တော်တို့ပြောတယ်ဟာဒီကောင်ကြီးကတိုင်းနဲ့တနက်ကိုင်းကြီးကိုအခုမှဖားတာတို့ဖားစရာမလိုဘူးမင်းတို့လည်းမင်းတို့အခွင့်အရေးတွေလုပ်လို့လားငါတို့လည်းငါတို့အခွင့်အရေးတွေလုပ်လို့လားအေးဒါပေမဲ့မင်းတို့ဟာတော်လှန်ရေးတော်လှန်ရေးတဲ့တူအောင်လုပ်တဲ့အဖွဲ့ဆိုရင်မင်းတို့အသက်မင်းတို့ဘဝတော့ငါတို့ကာကွယ်ပေးနိုင်ရင်ကာကွယ်ပေးရမယ်ဘာဖြစ်လို့လဲရဲဘော်ရဲဘက်ဖြစ်လို့ဖားစရာမလိုဘူးငါတို့အတယောက်တည်းအတွက်လာလို့ပေးတယ်မဟုတ်ဘူးမင်းတို့အတွက်မင်းတို့လုပ်သူငါတို့လည်းငါတို့အတွက်ငါတို့လုပ်လို့လားနော်ဒါပေမဲ့မြန်မာပြည်မှာလက်နက်ကိုင်အောက်တန်းစားတွေများတယ် အလုံးတိတကလက်နဲ့ကင်ပြီးတော်လိုင်းရောတော်လိုင်းနဲ့သူကမလုပ်ဘူးလက်နဲ့ကင်ပြီးတော့စီးဝါရှာစားတဲ့ကောင်တွေများတယ်အေးအဲ့လိုကောင်မျိုးဆိုရင်ဒါပြည်သူညံတွေပဲရှင်းရှင်းလေးဒါကြောင့်မလို့ဒီငွေဥတော်လိုင်းရေးမှာပါဝင်နေတဲ့လက်နဲ့ကင်အဖွဲ့စည်းမှန်တမျှတော်လိုင်းရောတော်လိုင်းနဲ့တို့လုံနေတဲ့အဖွဲ့စည်းမှန်တမျှနေဒါဟာပြည်သူရဲ့နှလုံးသားတွေပဲအေးဒီနေ့အခုတပေါ့ပေါ့ okay အေးအေးဘောအင်အားကြီးတဲ့ထဲမှာအေးအခုဆိုရင်အကုန်ဝိုင်းအပ်ပေးတယ်ရခိုင်လူလူတွေမဟုတ်ဘူးတပြည်လုံးတနိုင်ငံလုံးတကမ္ဘာလုံးအပ်ပေးတယ် KIA ဆိုတဲ့သူတို့အပ်ပေးဘာဖြစ်လို့လဲတော်လိုင်းရောတော်လိုင်းနဲ့တို့လုံနေကြလို့ဟောအခုချက်ချင်းမယုံလို့ရှိရင်သွားပြီးမြောင်းနေသွားပေါင်းလိုက်ကြည့်ရလေမဆဲနိုင်တဲ့သူတို့ပြော ဲ့ဒါအဖြေပဲအဲ့ဒါဘာကြောက်လဲလုံရက်ကြောက်တန်ဖိုးတက်တာချင်းချင်းလေးအခု BG ရဲ့ဟမ်ဘာဖြစ်လို့ BG ကိုဆဲကြအခု BG ရဲ့တော်လိုင်းဘက်မှာရက်တည်လိုက်ကြည့်အဲ့ဒါအဖြေပဲတော့ဒါကိုတိဖို့လိုတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကလက်နက်ကင်ထားတဲ့လူတွေဒီကိုယ့်ကိုအထက်တန်းစားပြအောင်အမြဲတတိကထားမှရတယ်ဘာလို့ဆိုလူလူချင်းဒီတိုင်းနေတယ်တနက်လေးထားထုတ်လိုက်ကြည့်ဟုတ်ဖိုက်တာငါငါတနက်ရှိတယ်ကွာအေးစေးပါနဲ့တောင်းတော့တနက်မရှိတဲ့လူကိုယူတင်ယူတင်အားဟုတ်ကဲ့ပါဆရာပါညာလို့ဟမ်တုံခုတယ်ကျွန်တော်နေစင်းတယ် ဟိုကိုလေအဲ့ဒါကြီးလာလဲဆိုတော့ဘာလို့လဲလုံခြုံရေးအဖြစ်မတိဘတ်စမန်တွေလို့ပေါ့အမှန်တကယ်ကိုသူတို့ရှိသွားတဲ့အဲ့ဒါမျိုးသူတို့ကိုလုံခြုံရေးပေးတာကိုဘာကောင်းမှမဟုတ်ဘူးနော်ဖတ်ဖို့လေတော့တော့ရင်တန်ရင်းတွေကလုံခြုံရေးပေးတယ်ဆိုတာလာတဲ့အဲ့ဒါကိုအိမ်ရှင်ကအဲ့ဝက်ဂျီပွန်တာမင်းအကောင်မို့လို့မင်းထောင်လိုက်ခွန်းနေလုံခြုံရေးပေးတာမဟုတ်ဘူးကိုကိုစောက်ဖြစ်မကြီးနဲ့ဟမ်ငါးဆယ်လီပါဆိုတော့ထိမကြီးနဲ့ဟုတ်တယ်မလားလုံခြုံရေးပေးတာအိမ်ရှင်ကိုယ့်အိမ်ကိုလာတဲ့အဲ့ဒါမျိုးလို့တိကျိုင်ဝါတစ်ခုပြောင်းသွားဆိုလုံခြုံရေးပေးတာဟမ်အဲ့ချိန်မှာတော့လည်းမသိမှာဟမ်တနက်ခါတို့တော့ဘေးကရွာလေးပိုင်းတော့ရင်ဟာဟုတ်ကဲ့ပါဆရာပါညာငါကိုကို feeling တက်တယ်တက်ကြတယ်မလားအဲ့ဒါရှစ်ဆရာကြီး အဲ့လိုလုံးဝမတက်မိစေနဲ့လက်နဲ့မဲ့တဲ့သူကလက်နဲ့ရှိတဲ့သူကိုအယုဒ္ဓိပေးနေပြီလက်နဲ့ရှိတဲ့သူကအဲ့လက်နဲ့မဲ့တဲ့သူကိုအယုဒ္ဓိပေးရမှာအဲ့ဒါမှကျွန်တော်တို့ကနိုင်ငံကြီးသားပိတ္တမှာအထက်တန်းကြတဲ့လက်နဲ့ကင်ဖြစ်မှာအဲ့လိုမဟုတ်ဘဲနဲ့လက်နဲ့မဲ့တဲ့ပြည်သူအာနာမဲ့တဲ့ပြည်သူကိုတွားပြီးတော့ထိမ့်မယ်ဟောက်မယ်ချောက်မယ်စားမယ်စကားပြောမထီလို့ပြောမယ်ဟမ်ရရင်ဆိုင်တုတ်ပြတ်မယ်ဂါရဝတရားမဲ့မယ်ဆိုရင်တွားပြီးမင်းအဲ့ဒါလက်နဲ့ကင်အောက်တန်းစားမယ်ရှင်းတယ်ဒါလေးကိုအားလုံးရင်ထဲမှာစွဲနေမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့တော်လှန်ရေးခရီးရကြာစရာအကြောင်းမရှိပါဘူးအဲ့လိုက်တစ်ချက်ပဲရင်ထဲထည့်လိုက်ပါ နော် COC တွေပါခဏထားလိုက်အောင်နော်အဲအများကြီးပဲနော်အဲ့တော့အဲ့ဒီစိတ်ကလေးရေလက်နက်ကင်ထားတဲ့မြန်မာနိုင်ငံသားတိုင်းမှာထဲ့မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဒီအခြေအနေရောက်လာစရာမလိုသလိုဒီလိုအခြေအနေကိုရေရှည်ခံစားစရာမလိုဒါကြောင့်မလို့တို့မြန်မာပြည်ထဲမှာရှိတဲ့လက်နက်ကင်ထားတဲ့ဒီတော်လန်ရေးအညီခံပဲဖြစ်ဖြစ်စစ်သားပဲဖြစ်ရဲပဲဖြစ်အားလုံးကိုမြေသားရက်ခံချင်တာကလက်နက်ကင်အထက်ပန်းစားဖြစ်အောင်ကြိုးစားပါလို့နော်အဲ့ဒါခင်ဗျားတို့ရဲ့တန်ဖိုးပါဒါလေးကိုကျွန်တော်ဆရာလောက်ရခြင်းမဟုတ်ပါဘူးတကယ်ကိုဖြစ်စေခြင်းနဲ့စိတ်နဲ့တင်ပြတဲ့အရှင်းပါပဲ